ကချင်ပြည်နယ်ဗမာမြို့နယ်မှာမေ20ရက်နေ့ကစစ်ကောင်စီတပ်ရဲ့ရဟတ်ရင်တစီပြတ်ကျခဲ့ပါတယ်။ဘာကြောင့်ပြတ်တယ်ဆိုတာကိုစစ်ကောင်စီတပ်ရဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်ရုပ်တရားဝင် website စာမျက်နှာမှာဆက်ချုပ်ရင်းလို့ပြတ်ကျမှုဖြစ်စေဖြစ်ပွားလို့မေ27မှာသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်ကောင်စီ lobby channel တွေမှာလည်းဒီထုတ်ပြန်ချက်နဲ့အတူဆက်ချုပ်ရင်းမှုကြောင့်ပြတ်ကျတာပါလို့ဖြန့်ဝေကြပါတယ် ဒီကြောင်းနဲ့ပတ်သက်ပြီးမြူးစီမကအချက်လက်စစ်ဆေးခဲ့ပါတယ်။ကချင်စစ်ရေးသတင်းတွေကိုဖော်ပြလေးရှိတဲ့ Facebook account ကနေရဲရင်စင်းလာရုပ်သံဖိုင်ကိုမေ20ရက်နေ့မှာစတင်ဖြန့်ဝေထားပါတယ်။ဒီရုပ်သံမှာဒေတာကို Google Map နဲ့တိုက်ဆိုင်စစ်ဆေးခဲ့ပြီးဒါဟာဗမော်မျိုးကနေရာတနေရာဖြစ်တယ်ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။ဒီရုပ်သံထဲမှာရဲရင်၃စီးဟာပစ္စည်းထုတ်တွေကိုလာရောက်ပစ်ချတာရှိတယ်လို့အောက်မှာအတင်းဆောင်နေတဲ့သူအချုပ်ကိုလည်းခေါ်ဆောင်ပြီးပြန်လှည့်ထွက်သွားတာကိုတွေ့ရပါတယ်။ရုပ်သံကိုအနီးကပ်ကြည့်မယ်ဆိုရင်တော့နောက်ဆုံးတစ်စီးရဲ့ဒလက်ကိုထိမှန်သွားတာကိုတွေ့ရမှာပါ။ ူဖော်ပြထားတဲ့ဒုတိယရုပ်သံထဲမှာလည်းရဲအရင်နဲ့စင်းနေတဲ့အချိန်မှာလက်နက်ကြီးနဲ့လမ်းပစ်တာကိုတွေ့ရပါတယ်။စစ်လက်နက်တွေအကြောင်းကိုခွဲခြားစိတ်ဖြာရေးသားလေးရှိတဲ့ Tactical Raptor 2.0ရဲ့ Facebook စာမျက်နှာမှာလည်းတတိယရဲဟဲ့ရင်ထိမှန်တဲ့အကြောင်းကိုမြေပြင်မစင်းမဲ့ပစ္စည်းတွေချနေရင်းနဲ့ပဲ Helicopter 3ရဲ့ Main Rotor နားမှာပောက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ပောက်ကွဲမှုသေးတာရဲအရင်မှာတိတိထင်ရှားတဲ့ပစ္စည်းမှုမျိုးချက်ချင်းမတွေ့ရတာကြောင့် Drone ကချတဲ့ဘုံတိအသွေးတစ်မျိုးဖြစ်မလားယူဆရပါတယ်လို့သုံးသပ်တင်ပြထားပါတယ်။ လေရင်ပြစ်လက်နဲ့တုံးပြီးပြစ်ချတာမဟုတ်ပဲရဲရင်စင်းချိန်မှာထိမှန်အောင်ပြစ်ခတ်နိုင်တာတို့လည်းဖော်ပြထားပါတယ်။ဒါနဲ့ပတ်သက်လို့မြစည်းမကနေ KIA ပြောခွင့်ရဘုံမူကြီးနော်ဘူးကိုမေးမြန်းခဲ့ပြီးရဲရင်သုံးစီးတွေကနှစ်စီးကိုထိမှန်ပြီးတစ်စီးကရွှေကူမှာအရေးပေါ်စဉ်သက်နိုင်ပြီးနောက်တစ်စီးကပြတ်ကျခဲ့တယ်လို့ပြောပါတယ်။မြမအောင်ရဲ့တရေဖော်ပြချက်မှာလေပြတ်ကျတဲ့ရဲရင်မှာရွှေကူမျိုးအရှိတ်အဝါ15မိုင်ခန့်ဝေးတဲ့တောရိတ်တနေရာမှာဖြစ်ကြောင်း KIA ကအတည်ပြုသလိုထိခိုက်သွားတဲ့ရဲအရင်ကရွှေကူမြို့မှာဆင်းသက်သွားတယ်လို့သိရပါတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ရဲ့ရဲအရင်ကို KIA ကထိမှန်အောင်ပြစ်နိုင်ခဲ့ပြီးထိမှန်တဲ့နေရာမှာမပြတ်ကြပဲရွှေကူကိုအရေးပေါ်ဆင်းသက်ဖို့သွားတဲ့အချိန်မှာလမ်းမှာပြတ်ကျခဲ့တာပဲဖြစ်ပါတယ်။ဒါကိုစစ်ကောင်စီပြန်ကြားရေးကဆက်ချိုးယူမှုကြောင့်လိမ့်လေထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ မြေစီမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီခြင်းတဲ့တဲ့ရင်တွေရှိခဲ့ရင်မြေစီမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင်တော့ t.ally/ajfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီခြင်းတဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်လွတ်လပ်သောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြေစီမ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ